ဆက်လက်ပြီး3 minutes sport အစီအစဉ်ကို တင်ဆက်ပေးပါဦးမယ်။ဒီတစ်ပတ်3 minutes sport အစီအစဉ်မှာမြမအားသာသတင်းတို့တွေကို တင်ဆက်ပေးမှာဖြစ်ပါတယ်။ ယခုနှစ်2016မြန်မာ National League ပွဲစဉ်55ပြီးမှာတော့ရန်နာဘုံအသင်းကရမှတ်40တမှတ်နဲ့အမှတ်ပေးစရာထိတ်ဆုံးမှာဒုတိယနေရာမကွေးအသင်းကို16မှတ်ဖြတ်ပြီးဦးဆောင်နေပါတယ်။ရန်နာဘုံအသင်းနေနဲ့နောက်ထပ်လိနှစ်ပွဲသာအနိုင်ရခဲ့မယ်ဆိုရင်တော့ဒီ Champions League ကို၄ချိန်မြောက်ပိုဆဲနိုင်တော့မှာပါ။ ဒီပွဲစဉ်15ဖြစ်ရန်ကုန်သင်းဟာ ARV သင်းနဲ့အိမ်ကွေ့မှာရှင်ပြိုင်ကစားခဲ့ပါတယ်။သင်းတော်ရဲ့ဥဆောင်ကူနဲ့ပွဲကိုဥဆောင်နားနိုင်ပေမဲ့ပွဲပီကန်ဒီတာကူမူရဲ့ပနတီခြေပောက်ကိုကြောင့်တကူးတည်တည်ရခဲ့ပါတယ်။ဒီပွဲရလဒ်ကြောင့်ရန်ကုန်သင်းဟာအသင်းသမိုင်းတစ်လျှောက်ပထမဦးဆုံးအိမ်ကွင်း၃ပွဲစတိုက်နိုင်ပွဲပျောက်ဆုံးခဲ့ပါတယ်။အာဆီယံမြို့သမီးချန်ပီယံရှစ်ပြိုင်ပွဲအတွက်ပြင်ဆင်မှုတွေပြုလုပ်နေတဲ့မြမလက်ရည်စင်မြို့သမီးတင်ဟာဇူလိုင်လ9ရက်မှာတော့ထိုင်းလက်ရည်စင်မြို့သမီးတင်နဲ့မင်္ဂလာသီရိအာဝဒါခွင့်မှာခြေစမ်းကစားဖို့ရှိနေပါတယ်။ မြန်မာမျိုးသမီးတင်ဟာစုံလအတွင်းမှာလဲကိုရီးယားမျိုးသမီးတင်နဲ့ခြေစမ်းကစားခဲ့ပေမဲ့နှစ်ပွဲသလုံးရှုံးနေတာပါပဲ